အားလုံးပဲမင်္ဂလာပါရှင်။ဝင်းစာဟုတ်ကူကီ channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်။အာအခုကတော့ဝက်ခေါတုံးလေးတုတ်ပြသွားမှာဖြစ်ပါတယ်။ပထမဥဆုံးရင်ရွေးစုစုထဲကိုစာအနေငယ်နဲ့ဝက်ခေါလေးတွေထည့်ပါဖြစ်ပါတယ်။ဒါကြတော့ဒီဝဲကလေးကပြုတ်ပြီးသားဝက်ခေါပြုတ်ထားတာဖြစ်ပါတယ်။အာအစိမ့်ဆိုရင်တော့ရေထဲမှာ ခြင်းအနေငယ်ရဝတ္တမှုရအဲအဲ့ဒါလေးတွေကိုအစိမ့်ပြုတ်ပြရမှာဖြစ်ပါတယ်အခုကကြတော့ပြုတ်ပြီးသားဆိုတော့ရေလေးနဲ့ပဲစားလေးနဲ့ပဲပြုတ်လိုက်တာဖြစ်ပါတယ်ယေရှုလို့ရှိရင်ဝတ်ခေါက်လေးတွေကို ပြန်ပြီးတော့ဆယ်ပြီးမှာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ကျွတ်တွေကိုပပလေးလှီးပေးပါမယ်ရှောက်ရလေးအနေငယ်ကိုလည်းပပလေးလှီးပေးပါမယ် ေါ်ပြီးတုပ်လေးလေးကိုလည်းပပလေးပေးထားမှဖြစ်ပါတယ်ပြီးတော့ရှင် သခွားသေးလေးလေးကိုပပပပတဲသေးလေးလေးလီးပေးมาဖြစ်ပါတယ်ရှင်။ဒါကြတော့ခုနကလှီထားတဲ့အသေးလေးလေးမျိုးပေါ့နော်။ပြီးလို့ရှင်တော့အဲဝက်ခောက်တုတ်ထဲမှာထည့်မယ့်စီချက်လေးကို လုတ်ပြီးသွားมาဖြစ်ပါတယ်။ ါတော့စီတက်မလို့ပေါ့เนาะကျွတ်တွန့်ပြစီတက်ဖို့ drive ဖြစ်ပါတယ်ရှင်။ အယောင်လှတဲ့အထီကိုလုပ်ပြီးသွားမှာဖြစ်ပါတယ်။ဟိုတချို့ကျတော့ချက်သွင်းဖြူလုပ်တဲ့ခါကျရင်လေနည်းနည်းလေးမီးပြင်းသွားလို့ရှိရင်တူးသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်။အဲဒါကြောင့်မလို့အလိုမနီတနီလေးမှာချပီးသွားမှာဖြစ်ပါတယ်။အနေထားလေးကိုတစ်ချက်ကြည့်ရအောင်နော်။ဒီလောက်ဆိုရင်တော့ရတဲ့အနေထားဖြစ်နေပါပြီ။ ဒါလေးကိုဆဲပေးပါမယ်ရှင်။ဒါကြတော့စောစောတော့ကပြုတ်ထားတဲ့ဝက်ခောက်လေးတွေပေါ့နော်။음အဲ့ဒါလေးကိုလှီထားတဲ့အသီးလေးလေးမျိုးလေးထည့်ပါမယ်ရှင်။ချက်တော့နေကော်ပီတောရှောက်ရွက်နဲ့သခွားသေးလေးပဲဖြစ်ပါတယ်။ ပြီးလို့ရှိရင်စီတက်ထားတဲ့ကြက်သွန်ဖြူစီချက်လေးကိုထည့်ပါမယ်ပြီးလို့ရှိရင်တော့အချင်းအတွက် မကြီးနှစ်ကိုထည့်ထားပါတယ်။မကြီးမဲ့နေရာမှာတမယာသီးတမယာသီးတွေကိုထည့်လို့ရပါတယ်ရှင့်အချင်းနေရာအတွက်ပါ။ ကိုကြိုက်တလောက်ပေါ့နော်အချင်းစားတလောက်ပေါ့ပြီးလို့ရှိရင်ငံပြာရည်နဲ့ငယ်ထဲပါမယ်ပြီးလို့ရှိရင်အချုံမုံပြီးလို့ရှိရင်တော့ပဲမုံအချက်မုံကိုထဲပါမယ် ေးလို့ရှိရင်ဒီမြုပ်စီလေးထည့်ပါမယ်ပြီးတော့မြုပ်ဒီအချက်မှောက်လေးထည့်ပါမယ်ကိုအဆက်စားတလောက်ထည့်ပါမယ် ီလို့ရှိရင်စီအနှဲငယ်ထည့်ပါမယ်။ခုနကစီချစ်ထဲမှာစီပါတယ်ဆိုတော့စီအနှဲငယ်ပဲထည့်ပါမယ်။ပြီးတော့သမတ်သွားအောင် နေပေးရမှာဖြစ်ပါတယ်။အရာသားလေးတွေနှံ့အောင်နေပေးရပါမယ်။ ေါ်အငန်အချင်းနေရဆက်တွေကိုကြတော့ကိုအရသာကြိုက်တလောက်ထဲပေါ့နော်ဒီလောက်ဆိုရင်တော့နှံ့နေပြီအရသာရှိတဲ့ချင်းငန်ဆက်ဝက်ခေါက်တုံးလေးကိုမကြခင်ရပါတော့မှာမယ်အာရသွားပါပြီရှင်အရသာလေးကိုပြန်ပြီးမယ်ပေါ့နော် ကိုစိတ်ချိတ်ပြန်ပြီးပြင်ပါမယ် ်ခုကတော့ဝါခေါတုံးလေးကိုရပါပြီ။ချစ်တော်လေးတို့လည်းလိုက်ပြီးတော့လှုပ်ရှားကြည့်ပါနော်အရသာအရန်ရှိပြီးတော့ထမင်းမိတ်စေတဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်အစာတော်ချက်ပြဝါသနာပါတို့များဝင်းစာဟုတ်ကူကီ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်